ရက်တည်နေတဲ့တက်မတော်မြူသားကြီးနဲ့သူရက်တည်နေတဲ့တက်မတော်ဖြစ်တဲ့အတွက်လမ်းကြောင်းချင်းသွားတူလာပေါ့ဗျာထောက်ခံနေရတော့မဟုတ်ဘူးပေါ့အဲ့တော့ဒါတက်မတော်ထောက်ခံတယ်လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေအနေသားမှာဒီနိုင်ငံအရေးနိုင်ငံကောင်းဖို့နိုင်ငံဒီရက်တည်ချက်ကောင်းဖို့မြူသားကြီးရက်တည်ချက်ကောင်းဖို့အဲ့လိုပြောကြတဲ့အဲလူတွေပေါ့ဗျာအဲ့လူတွေထဲမှာကြာတော့တချို့ဒီချောင်းတကွင်းဝင်ရောက်ပြီးတော့ခေါဆောင်သွားတာခေါဆောင်ချင်းခံရတဲ့လူတွေပေါ့ဗျာရှိတယ်ပေါ့အဲ့လိုပေါ်မှာ message အမှားတွေပေါ့တပတ်မီဒီယာတွေကတပတ်ပိတ်မီဒီယာတွေကနေပြီးတော့ အဲ့ဒါတက်မတော်ထောက်ခံတဲ့လူတွေဟိုတောင်မှအမှမထင်မထင်သလိုခေါ်သွားသူအကျုပ်တရားတွေလွတ်တာ message အမှားတွေလွတ်တာပေါ့ဗျာအဲ့တော့တက်မတော်ကိုပေးချင်တဲ့ message ကလည်းအဲ့လိုမျိုးတွေပြည်သူလူထုကြားမှာအဲ့လိုအကျုပ်တရားတွေဝင်အောင်အဲဒီမမှန်ကန်ကန်နဲ့နိုင်ငံတော်အပေါ်ကိုရက်တီချင်းစိတ်အားနေသွားအောင်ထိုးနှက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒါအောင်တက်မတော်အနေနဲ့မတိဘဲတော့မနေပါဘူးအဲမတိဘဲတော့မနေပါဘူးဥပဒေအတိုင်းသူလုပ်เสียရှိအောင်သူလုပ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့တက်မတော်ကိုလည်းပြောချင်တာကအဲ့ဒါအဲ့ဒါလေးပြောပြချင်တယ်တင်ပြချင်တယ်အဲ ကိုကတော့အဲ့လိုပေါ့လုံးစရာရှိတာကိုလုံးလိုက်တယ်ခေါ်ယူစစ်စစ်ရာရှိတာစစ်စစ်လိုက်တယ်အမှန်တိုင်းလုံးတင်လုံးလိုက်တာကိုလုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီဘက်ပေါ့နော်ဒီဘက်အချမ်းမာရောအဲဟိုဘက်အချမ်းမာရောအဲထုတ်နေချက်တွေကဘာကြီးလဲဆိုတော့ဘယ်လောက်ကြီးပဲဒီတက်မရောဆိုတာဘယ်လောက်ကြီးပဲထောက်ခံထောက်ခံ အဲသူတို့အမြင်ဆောင်သွားပြီဆိုရင်ချက်ချင်းဟိုဝင်သမာရာတို့ဘာတို့မညာဦးတို့အဲတွေ့ကြည့်ထားတို့အဲ့ဒါဘသူအလှဲတို့ဘဝအလှဲတို့ဒါမျိုးတွေပေါ့ဗျာဆိုတော့အဲ့လိုအဲ့လိုမျိုးတွေအကြောက်တရားတွေတွင်းဒါပေါ့သေးသေးကိစ္စမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုဟိုဘာပေါ့နော်ဒီတက်မတော်အနေနဲ့လည်းနည်းနည်းစဉ်းစားပြီးတော့အဲ့လိုကင်တွယ်ဖြည့်ရှင်းစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ပေါ့ဗျာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုစစ်တပ်ကပြန်ဖမ်းတာမာရင်ကြောင်း အဖသာပြောဆိုလာသည်မူအဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာဒီနေ့ပြောချင်တာကတမတော်ရဲ့ signal ဆိုတဲ့အကြောင်းအရာလေးဗျဘာနဲ့နှိုင်းရှင်မလဲဆိုတော့ကျွန်တော်တို့ဒီလူပတ်ဝန်းကျင်မှာယောဂလက္ခဏာခံစားနေရတဲ့လူတွေမိသားစုဝင်တွေကပြောကြတယ်ဗျာအတန်တိတ်လူသက်သမားဥပမာကြောက်ကတ်တူပါတို့ပေါ့ဗျာအတန်တိတ်လူသက်သမားဖြစ်တယ်ယောဂလက္ခဏာလည်းမပြဘူးအာကျွန်တော်ကြောက်စရာကောင်းတယ်ပေါ့နော်အလူပြောကြယောဂလက္ခဏာမပြဘဲနဲ့ရုပ်ချီးဆိုသလိုရုပ်တရက်ဆိုသလိုရှောင်းတခွင်းဟိုပေါ့နော်ဝင်ရောက်ပြီးတော့ ဟိုဘုံတိုင်းလဲသွားတဲ့ပုံစံမျိုးကိုဒါအတန်တိတ်လူသက်သမားပေါ့နော်အဲ့လိုယောဂလက္ခဏာပါယောဂလက္ခဏာမှမပြဘူး signal မပြဘူးပေါ့ဗျာအဲ့လိုပြောကြတယ်တကယ်တမ်းကျွန်တော်လေ့လာကြည့်လိုက်တော့ဒီလိုမဟုတ်ဘူးဗျာယောဂ signal မပြဘဲနဲ့ဖြစ်သွားတဲ့အရာဆိုတာကတော့ယောဂလက္ခဏာဆိုတာကတော့မရှိဘူးဗျာရှားတယ်ဗျာဘယ်လိုပြောရမလဲဆရာဝန်တွေပြောတဲ့စကားအရာပေါ့နော်ตัวเนี่ยตูอุ้มจอกแกဆိုကြပါဆိုဗျာจอกแกရဲ့သူ့ရဲ့ယောဂလက္ခဏာဥမာစီးအောင်ပြောင်းမယ်ဥမာနည်းနည်းခါဟိုဟာဖြစ်တာမျိုးခါကြိုက်တာမျိုးပေါ့เนาะခြေောက်ကလေးတွေရောင်းတာမျိုး signal တစ်ခုခုကတော့ပြရတယ်ဗျာ စကနဲ့မပြဘူးဆိုတာတော့မရှိဘူးအနည်းနဲ့အချင်းသင်သာမြင်သာရှိတာရှိတာနဲ့သင်သာမြင်သာမရှိတာသတိထားမိတာနဲ့သတိမထားမိတာဒါပဲကွာမယ်ဗျာပြကူပြတဲ့ကြောက်ကအဲနှလုံးအဆုပ်အသေးဘလို့ကလီစာပဲဖြစ်ဖြစ်ဘလို့အတွင်းယောဂပဲဖြစ်ဖြစ်ဘလို့အပြင်ယောဂပဲဖြစ်ဖြစ်ဒီယောဂတစ်ခုဖြစ်တည်လာဖို့အတွက်ကိုဒီစုဖွဲ့မှုတစ်ခုပြုလုပ်နေစဉ်အတွင်းမှာစကနဲ့ကတော့ပြတယ်ဗျာစကနဲ့ကတော့ပြတယ်ဟိုပါအဆင်ဥမာကင်စာဆိုလဲကင်စာအဆင်တစ်နှစ်သုံးလေးသတိထားမိတဲ့အချိန်မှာကင်စာကဒါပေမဲ့ကိုရီးယားသတိမထားမိလို့သားဗျဆိုလိုတာသူ့ရဲ့ ဒီဒီ stage အဲ stage light မှာပေါ့ဗျာ3 4 2 1ပေါ့အဲ့လို stage light မှာသူ signal ပေါ့နော်ယောဂလက္ခဏာ signal ကပြပြီးသားဒါပေမဲ့ပြတဲ့ဟာပေါ်မှာကိုကသတိမထားမိလားအဲဟိုထင်သာမြင်သာဟိုမရှိမရှိတယ်လို့ပဲပြောရမလားနည်းနည်းဟိုတတော်ကိုမှမြင်နိုင်စွမ်းသတိထားမိနိုင်စွမ်းနည်းတဲ့အခြေအနေတစ်ခုနဲ့ကြုံရလို့ဖြစ်မှာပေါ့ဗျာအဲပုံမှန်လူကောင်းပဲဒါပေမဲ့အဲ့လိုအနေထားမှာ တခုခုကတော့ပြရတယ်ဒါပေမဲ့ပြရတဲ့တခုခုကိုကမမြင်နိုင်ဘူးသတိမထားမိဘူးကိုကရေးတူကအလုပ်ကိစ္စတွေနဲ့ရုံးကန်နေရတဲ့အခါကျတော့အဲပြီးတော့အရေးတွေယူလုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်တာမျိုးမလုပ်တဲ့အခါကျတော့အဲဒါမမြင်နိုင်တဲ့သတိမထားမိတဲ့အနေအထားမျိုးပဲအဲ့ဒါကိုဆိုလို့ရစစ်ကနေကတော့ပြရတယ်ပြောချင်တာအဲ့တော့ဟိုဒီတက်မတော်အနေနဲ့လည်းဥမာပေါ့ဗျာကျွန်တော်တို့ဒီ line ပေါ်မှာဒေါ်လကောင်မြင်ပြမှာဒေါ်လကောင်မတက်မတော်ကိုဘက်ကိုထောက်ခံနေလို့ပဲပြောရမလားနိုင်ငံတော်ဘက်ကိုရက်တည်တယ်လို့ပဲပြောရမလားဒါနိုင်ငံတော်ဘက်ကိုရက်တည်တယ်ဆိုလို့ရှိရင်တော့ဒီတက်မတော်ကဒါနိုင်ငံတွင်းထဲမှာ ရက်တည်နေတဲ့တက်မတော်မြူသားကြီးနဲ့သူရက်တည်နေတဲ့တက်မတော်ဖြစ်တဲ့အတွက်လမ်းကြောင်းချင်းသွားတူတာပေါ့ဗျာထောက်ခံနေရတော့မဟုတ်ဘူးပေါ့အဲ့တော့ဒါတက်မတော်ထောက်ခံတယ်လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေအနေသားမှာဒီနိုင်ငံအရေးနိုင်ငံကောင်းမှုနိုင်ငံဒီရက်တည်ချက်ကောင်းမှုမြူသားကြီးရက်တည်ချက်ကောင်းမှုအဲ့လိုပြောကြတဲ့အဲလူတွေပေါ့ဗျာအဲ့လူတွေထဲမှာကြာတော့တချို့ဒီချောင်းတခွင်းဝင်ရောက်ပြီးတော့ခေါ်ဆောင်သွားတဲ့ခေါ်ဆောင်ချင်းခံရတဲ့လူတွေပေါ့ဗျာရှိတယ်ပေါ့အဲ့လိုပေါ်မှာ message အမှားတွေပေါ့တပတ်မီဒီယာတွေကတပတ်ပိတ်မီဒီယာတွေကနေပြီးတော့ အဲ့တော့တမတော်ထောက်ခံတဲ့လူတွေဟိုတောင်မှမမထင်မထင်သလိုခေါ်သွားတော့အကျောက်တရားတွေလွှတ်တာ message အမှားတွေလွှတ်တာပေါ့ဗျာအဲ့တော့တမတော်ပေးခြင်းတဲ့ message ကလည်းအဲ့လိုမျိုးတွေပြည်သူလူထုကြားမှာအဲ့လိုအကျောက်တရားတွေဝင်အောင်အဲဒီမှန်မှန်ကန်ကန်နဲ့နိုင်ငံတော်ဘောကိုရက်တည်ခြင်းစိတ်အားနည်းသွားအောင်ထိုးနှက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒါဟုတ်တမတော်အနေနဲ့မတိဘဲတော့မနေပါဘူးအဲမတိဘဲတော့မနေပါဘူးဥပဒေအတိုင်းသူလုပ်ဆရာရှိတာကိုသူလုပ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့တမတော်ကိုလည်းပြောချင်တာကအဲ့ဒါအဲ့ဒါလေးပြောပြခြင်းနဲ့တင်ပြခြင်းနဲ့အဲ ကိုကတော့အဲ့လိုပေါ့လုံးစရာရှိတာကိုလုံးလိုက်တယ်ခေါ်ယူစစ်စစ်စရာရှိတာကိုစစ်စစ်လိုက်တယ်အမှန်တိုင်းလုံးတင်လုံးလိုက်တာကိုလုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီဘက်ပေါ့နော်ဒီဘက်အချမ်းမာရောအဲဟိုဘက်အချမ်းမာရောအဲထုံးတဲ့ချက်တရားပါလိမ့်လဲဆိုတော့ဘယ်လောက်ကြီးပဲဒီတက်မတော်ဆိုတာဘယ်လောက်ကြီးပဲထောက်ခံထောက်ခံ အဲသူတို့အမြင်ဆောင်သွားပြီဆိုရင်ချက်ချင်းဟိုဝင်းသမရာတို့ဘာတို့မညာဦးတို့အဲတွေ့ကြည့်ထားတို့အဲ့ဒါဘသူအလှဲတို့ဘဝအလှဲတို့ဒါမျိုးတွေပေါ့ဗျာဆိုတော့အဲအဲ့လိုအဲ့လိုမျိုးတွေအကြောက်တရားတွေတွင်ဒါကပေါ်သေးသေးကိစ္စမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုဟိုပါပေါ့နော်ဒီတက်မတော်နည်းနည်းလေးနည်းနည်းစဉ်းစားပြီးတော့အဲ့လိုကင်တွယ်ဖြည့်ရှင်းစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ပေါ့ဗျာဒါကဟိုလိုစိုးရင်လို့ပြောတာမဟုတ်ပါဘူးစိုးရင်လို့ပြောတာမဟုတ်ပါဘူးနိုင်ငံတော်အတွက်ပြောတာပါကိုယ်နိုင်ငံအရေးပြောတဲ့အတွက်လေအဲ့တော့ဘယ်ကိစ္စအောင်မဆိုအဲ့လိုတင်းတင်းတင်းလေးနဲ့ဒါပေမဲ့အဲ့လိုမျိုးဒီတက်မတော်နည်းနည်းဝင်ရောက် ဒီလိုခေါ်ဆောင်တာမျိုးဘာမျိုးပဲရှောက်တခွင်းလို့ဘာလို့ပြောတာကိုကျွန်တော်အယုံကြည်မရှိဘူးလို့ပြောစစ်ကလေးတော့ပြလိမ့်မယ်စစ်ကလေးကတော့ပြလိမ့်မယ်အခုကျွန်တော်တို့အဲဘောတော်မျိုးသားကြီးဘာညာအဲ့လိုပြောတဲ့လူတွေကတချို့အခေါ်ရတယ်ဆိုမခေါ်ခင်စစ်ကလေးကတော့ပြလိမ့်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်အချိန်ရင်နေတာနဲ့များတာပဲရှိတယ်တတိမထားမိတာဖြစ်လိမ့်မယ်ဥပမာပေါ့ဗျာအဲမာဘင်းလွေကဟို brother တယောက်အဲဒါခေါ်ရတယ်ဘာညာပေါ့ဗျာ तू မတိမဲမနေဘူး तू စစ်ကလေးကတော့ပြလိမ့်မယ်ဒါ तू က तू तू က तू အားကျုံးမှန်တဲ့သူလုံနေတဲ့ကိစ္စအပေါ်မှာသူသူနောက်မဆုတ်ဘဲနဲ့သူဆက်လုပ်လို့ဟိုတက်မတော်နဲ့သွားပြီးတော့ညှိတဲ့ signal တက်မတော်အနေနဲ့အဲဘောနော်ရှေ့ဆက်မတိုးဖို့နဲ့အဲ့လိုပေါ့ဟိုအမှားမလုပ်ဖို့ဆိုတဲ့ signal မျိုးကတော့ပြကိုပြလိမ့်မယ်ဗျာမပြဘဲတော့မနေဘူးအပြတဲ့အပေါ်မှာသူမမြင်နိုင်တာတတိမမူမိတာဂယုမဆိုင်မိတာဖြစ်လိမ့်မယ်အဲ့ဒါလေးပြောချင်တာပါအဲနောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့အမျိုးသားကြီးပြောတယ်နိုင်ငံကြီးပြောပြောပြရတယ်တင်ပြရတယ်ဆိုတော့အပိုင်းမှာလည်းဗျကိုကျော်မျိုးမင်းစကားကိုငှားသွင်းရမယ်ဆိုရင်အဲဒီကျွန်တော်တို့က activate activate အဆင့်ပဲရှိတာပေါ့နော်အခုကြောင့်မျိုးမင်းဆိုလို့ဒါကိုကြောင့်မျိုးမင်းကတော့ဒီဟိုအထဲမှာသတင်းသမားထဲမှာဒါကတော့ဒါပါနေပါတယ် तू ကသူလည်းပြောပါတယ်ဟိုသူတို့ကြတော့ဗျာဟိုလိုဟိုမြင့်မြင့်အကီးချိန်တတ်တယ်ပေါ့မြင့်ပြန်နှိမ့်နေနှိမ့်ပြန်မြင့်နေအဲ့လိုလိုးတယ်လို့ signal ပြတာကိုကိုကြောင့်မျိုးမင်းတို့ကြတော့ကောင်းကောင်းနားလေတယ်အဲ့ဒီစပြတဲ့ signal ပေါ်မှာလိုက်ပြီးတော့ကောင်းကောင်းအသုံးချတတ်တယ်အဲ့လို signal မပြခင်မှာလည်းပြတော့မယ့် အဲ့လိုသကလုံးမျိုးရောက်တယ်ဆိုရင်ကီးကိုပြန်လျှော့တယ်အဲနည်းနည်းလေးအဲဟွာပေါ့နော်ပြန်ပြန်ငြိမ်တဲ့အနေအထားမျိုးဆိုလို့ရှိရင်ပိတ်သက်ပါလာအောင်ကီးကိုပြန်တင်တယ်အဲကိုကျော်မျိုးမင်းတို့ကြတော့ကီးကိုကစားတဲ့လျှော့လိုက်တင်လိုက်ပေါ့နော်ဒါလေးတခုအဲအဲ့ဒီကိုကျော်မျိုးမင်းကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာနိုင်ငံရေးသမားစစ်စစ်ပေါ့နော်မရှိပါဘူး activate အဲ activate ပေါ့အဲ့လိုသူစကားနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကဒါ activate ဒါကျွန်တော်တို့ဆို activate stand တော့မဝင်ဘူးကျွန်တော်တို့ကဒါဟိုလိုပြောရင်းပြောရင်းနဲ့ဒါအတွေ့အကြုံလေးရပြီးတော့အဲဒါဒါနောက်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 နေမှာကြာရင်တော့ဒါ activate အစ်စ်နဲ့ဝင်ချင်းဝင်လာမှာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေထားမှာအဲ့ဒါအခုတကယ်နိုင်ငံရေးသမားစစ်စစ်ပေါ့နော်တကယ် activate စစ်စစ်ကိုပြပါဆိုလို့ရှိရင်အစ်စ်တန်းရှိတဲ့ activate စစ်စစ်ဆိုရင်ဒါဒေါက်တာစလိုင်းငုံကျုံလျံတို့ပြီးတဲ့ခါကျတော့ဒီ NLD လက်ခင်းတဲ့ထက်မှာဒေါက်တာစလိုင်းငုံကျုံလျံနဲ့အတူတူပြောတဲ့တကယ်ရှိနေဦးသိန်းလွင်လားမသိဘူးဗျာအဲ့လိုအခုကကြဘလို့ဖြစ်လဲဆိုကျွန်တော်တို့ကဒေါက်တာစလိုင်းငုံကျုံလျံကတင်ဖို့ကြော်ကြတင်ရှားသွားတာသကလုံးကတမိုင်းပြင်သွားတဲ့သကလုံးကခြေဥ ဟိုပေါက်အောင်တို့တွားပြီးတော့ G3 ကိုတွားဆွဆွဲမခေါင်းနဲ့ G3 နဲ့အဲဖောက်လိုက်ချေဦးပေါက်တယ်လို့ပြောဆိုတော့အတော်တော်တမိုင်းတွင်သွားတာဗျာဆိုတော့အဲ့ဒါကြောင့်အဲ့ဒီနေရာလေးကွက်ပြီးထင်ရှားသွားတာတကယ်တမ်းကျတော့သူနဲ့အဲ့လိုပေါ့နော်တိုက်ခံကစားတဲ့တိုက်ခံပြောတဲ့ဒါအဲ့အချင်းကြီးဦးသိန်းလို့ဆိုတော့တော်တော်ကိုမစကားအပြောဆိုပါနဲ့တယ်ကျွန်တော်တို့တစ်ဖက်အမြင်မတူပေမဲ့လည်းဒါဒါဟိုပေါ့လေးစားမယ်ပေါ့ဗျာအဲ့ဆိုတော့အဲအဲ့လိုမျိုးတကယ်ဒီ activate နိုင်ငံရေးသမားဆက်စစ်ကြီးတွေရှိတယ်အဲအဲ့ဒါကိုကြတော့ကျွန်တော်တို့ကဒါလေးစားတယ်အသိမှတ်ပြုတယ်အဲဟိုပါတော့သူတို့ရဲ့အတွေ့အကြုံတွေကကြတော့သူတို့ကဒီအတွေ့အကြုံ ဘလောက်တွေးကြုံခဲ့တယ်ဘလူဘယ်အဲ့အတွေးကြုံနေမှာဘယ်အတိုင်းတာဘလူတွေနဲ့ဘလူဘလောက်ထိပတ်သက်တယ်ပြီးတော့အဲ့အပေါ်မှာပညာရေးချင်းကဘလောက်ဆိုတော့ဒါတွေကတကယ်ဟိုပါဗောဗျာဟိုအစစ်တမ်းရှိတဲ့ဒါ database လို့ဒါသတ်မှတ်လို့ရတယ်အခုကျွန်တော်တို့လို့ဟိုပါဗောဒါ level တွေကြတော့ဒါတကယ်တမ်းတော့ဒါစူးစမ်းစဲပဲရှိသေးတယ်အဲ့တော့ကြိုးစားသေးပဲရှိသေးတယ်။ဘာကြောင့်မလို့ဒီစကားတွေကိုပြောရလဲဆိုတဲ့ဟာကိုနောက်ထပ်ဒါဗီဒီယိုလေးတစ်ပုဒ်နဲ့ပြန်ဆက်မယ်နော်။အဲအခုကျွန်တော်ဒီမှာခဏနားမယ်ဗီဒီယိုလေးတစ်ပုဒ်ပြန်ဗီဒီယိုလေးတစ်ပုဒ်ပထမဗီဒီယိုရဲ့အဆက်ပေါ့နော်။ပြောစရာလေးကြံသေးလို့ပါ။အဲ့တော့ပညာရှင်တွေ အဲဒေါက်တာဆလိုင်းငုံကျုံလျံနဲ့ဒီရှင်နေဦးသိန်းလွင့်ရင်နာမည်နာမည်လွဲလာမသိဘူးဗျာရှင်နေအဲအဲ့ဒီရှင်နေကြီးနဲ့ဒေါက်တာဆလိုင်းငုံကျုံလျံနဲ့ပြောတဲ့ဒီဘိတ်ကတော့ကျွန်တော်တော်တော်လေးပညာရတယ်ဗျာစစ်တူရင်ကစားတဲ့ပုံစံအတိုင်းပြောမယ်ဆိုရင်ဒေါက်တာဆလိုင်းငုံကျုံလျံကတိုက်စစ်ဖွင့်တယ်အတိုက်နဲ့သွားတယ်အဖြူရောင်သုံးတယ်အဲရှင်နေကြီးကခံစစ်နဲ့သွားတယ်တော်တော်နှစ်ယောက်စလုံးဖက်ညီတယ်ဗျာရှင်နေကြီးကတော့နည်းနည်းခက်အေးအေးလိုင်းနဲ့အဲချီရှာဟိုလွယ်ကူတဲ့စကလုံးမျိုးနဲ့ အဲတုံ့ပြန်တယ်အေးစေးတည်ငြိမ်တဲ့ပုံစံနဲ့တုံ့ပြန်တယ်အဲဒေါက်တာဆလိုက်ငုံကျုံလေးကကြတော့တင်းလင်းမြန်မြန်နဲ့တိကျပြတ်သားတဲ့စကလုံးလေးနဲ့လူကြိုက်များတဲ့စကလုံးလေးနဲ့ထိုးဖောက်ဝင်ရောက်ပြီးတော့နေရာယူပလိုက်တယ်ပေါ့နော်အဲတော်တော်လေးတော်တော်လေးကောင်းတယ်ဗျာဒါဟိုကျွန်တော်တို့ online မှာဆိုလို့ရှိရင်အဲဒေါက်တာဆလိုက်ငုံကျုံလေးရဲ့အဲ့ဒီစကစကစုလေးကတော်တော်ကိုမှဟိုထင်သာမြင်သာရှိသွားတာပေါ့ဗျာနော်အဲ၄၃၆ကိုဟာ G3 ကိုသွားဆွဆွဲမခေါ်နဲ့အဲ G3 ၄၃၆ပြင်မယ်၄၃၆ပြင်မယ်ဆိုတာ G3 နဲ့ပေါက်လိုက်ချေပေါက်သွားမယ်ဆိုတော့အဲ့ဒါတော်တော်တမိုင်းတွင်သွားတယ်အဲ့ဒီလိုဒီလိုဆရာကြီးမျိုးတွေကိုကျွန်တော်တို့ကဒါတကယ်ကျွန်တော်တို့ဒီနိုင်ငံကြီး activist တွေလို့ဒါကျွန်တော်တို့ကသတ်မှတ်ရမယ်ဗျအဲ့တော့ဒီလိုဆရာကြီးမျိုးတွေရဲ့နှုတ်ကနေပြီးတော့အဲဒါဥမာကျွန်တော်တို့ဒီ constitution အကြောင်းပေါ်ပြော2008အကြောင်းပြောမယ် constitution အကြောင်းထဲထဲဝင်ပြောမယ် federal အကြောင်းထဲထဲဝင်ပြောမယ်ဆိုလို့ရှိရင်တင့်တော်တယ်ဗျတင့်တော်တယ်ကျွန်တော်တို့တွေကကြတော့ဒါတော်တော်ကူမှအခုမှဒါ စူးစားစေးပေါ့ဗျာစူးစားစေးအနေထားပေါ့အဲ့တော့ဒါဟိုလိုနိုင်ငံအရေးအဲဒါမျိုးဘာသာတာသနာအမျိုးသားရေးဒါမျိုးတွေပေါ့ဗျာအဲမစိတ်သုံးရအောင်အဲတည်တဲ့အောင်ခိုင်မြဲအောင်ဒါတစ်ဖက်တစ်လက်နေပြီးတော့ဝိုင်းဝန်းပြီးတော့ပန်ပိုးတာပေါ့ဗျာပန်ပိုးတာပေါ့ဆိုတော့အဲ့လိုအနေထားမှာတချို့လူတွေကြတော့ဗျာဟိုစကလုံးနဲ့အဲဗဇက်နဲ့စကလုံးနဲ့မဆန့်ဘူးဗျာဗဇက်နဲ့စကလုံးနဲ့မဆန့်ဘူးသူတို့ကတော့ပြောကြမှာပေါ့ဒေါက်တာဆလိုင်းကွန်ကျုံးလျန်တို့လည်းစာဖတ်ပြီးတော့ဖြစ်လာတာပဲစာဖတ်ပြီးတော့ပညာရှင်ချင်းနဲ့ဖြစ်လာတာတော့မှန်တယ်ဗျာပထမဗီဒီယိုမှာပြောခဲ့သလို ဘယ်နှကြောင်ဘယ်အတိုင်းတာဘလောက်ထိတွေ့ကြုံအဲ့ဒီတွေ့ကြုံကဘလို့လူမျိုးတွေနဲ့ဘလောက်ဥရှောင်းနေထိတ်ခေါင်နေနဲ့ဘလို့ပတ်သက်ထားလဲအဲ့ဒီပုံမှာပညာရေးကြီးကဘလောက်လဲအတွေ့ကြုံကဘလောက်လဲဘယ်နှစ်နှစ်ချီနေပြီလဲဒါမျိုးတွေဗျအဲ့ဒီပုံမှာမှသူ့ရဲ့ပြောပြောပေါ့ဆိုပေါ့ပြောပုံဆိုပုံလေယူလေသိမ့်နိုင်ငံတကာနဲ့ချိတ်ဆက်မှုဒါတွေရကြတော့နိုင်ရှင်လို့မရမရဘူးလေကိုရီလည်းစူးစမ်းမဖြစ်နိုင်တာဖြစ်နိုင်တာပဲဒါပေမဲ့ပြောချင်တာဟိုမနိုင်အင်္ဂါကြီးတွေမနိုင်ဝင်ထမ်းတဲ့ပုံစံမျိုးနဲ့စကလုံးတွေကကျုပ်ပြီးရှေ့ရောက်တဲ့ပုံစံမျိုးတွေကြတော့တိနေတဲ့လူတွေအတွက်ကြတော့ကြည့်လို့မကောင်းဘူးဗျာအဲ့လိုမျိုးဆိုတော့တချို့ကကြတော့လည်းသိရမလား အာဟိုဖက်ဒရယ်အကြောင်းကိုပြောတယ်အဲဟိုပြောတာမှားလားမှားရင်ထောက်ပြဖက်ဒရယ်မူဘနဲ့ချက်အကြောင်းကိုပြောတယ်ဗျာညာဟိုလူသူများပြောပြသားကြီးတွေဗျာသူများပြောပြသားကြီးတွေအဲဒါတဲ့ရမှဟိုစာနည်းနည်းပါးပါးဖတ်တာနဲ့ငကိုကရှေ့ကလူတွေပြောတာနဲ့ပေါင်းဆက်ပြီးတော့ပြောတာဒါဟို anti base အဆင့်တော့မဟုတ်တာ copy paste အဆင့်ပဲရှိတယ်ဗျာတကယ်တမ်းကကိုရီအနေနဲ့ကကြတော့ကဲဟုတ်ပြီဒီဖက်ဒရယ်မူကိုဖက်ဒရယ်ဆိုတဲ့ဟာကိုကိုကိုတိုင်း ပါဇက်နဲ့ဖန်တီးမယ်ဆိုဖန်တီးတတ်ပြီလားဟိုကလက်တွေ့တော့မဟုတ်ဘူးเนาะလူများရှိမှပညာရှင်တွေခေါ်ပြီးလက်တွေ့အဲ့လိုဖန်တီးဖို့ဘာဖို့ညာဖို့မပြောနဲ့ပါဇက်နဲ့ပဲကိုကိုတိုင်းနောက်ထပ်ဖက်ဒရယ်မူတစ်ခုဖန်တီးပြီးချပြကြည့်ပါလားအဲ့လိုပေါ့ဟိုစောက်ထဲမှာရှိတဲ့သကလုံးနေနဲ့လူများပြောပြီးသားအဲ့လိုသကလုံးနေဟိုလူဝင်းကြိုက်ချကျွေးတာတော့ဗျာအဲ့ဒါပြီးတော့ဟိုကိုပြောတာမှားသလားမှားရင်သုံးသက်တို့ပါဟိုဆိုလိုတာအဲ့ဒါတွေကိုပြောချင်တာတဲ့ကျွန်တော်တို့ပါဇက်နဲ့သကလုံးနဲ့မဆက်နဲ့ပုံစံမျိုးတွေပြောပြီးတော့ပညာရှင်ဟန်ဆောင်ပြီးတော့တရုပ်ဆောင်နေမဲ့အစားဟိုတကယ်နိုင်ငံအရေးကို ဒီကိုကလည်းကိုပြောပြောနိုင်တယ်လောက်စုံနိုင်တယ်လောက်အဲထိထိမိမိလေးနဲ့ပေါ့နော်ဟိုဟမ်မဆောင်မဲနဲ့ဒါစေတနာပါပါလေးနဲ့အဲဟိုလိုဟိုနေရာလူကျင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးလုံးတင်တယ်လို့ကျွန်တော်မြင်တယ်ဗျကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့အဲ့ကြောင့်ဟိုတနေ့ကလည်းကျွန်တော်ပြောတယ်တက်မတော်ကမယုံမယုံဘူးဆိုတာလေတက်မတော်ရဲ့အပြစ်မဟုတ်ဘူးလို့အဲ့တော့နိုင်ငံအရေးအကြောင်းကိုပြောတယ်အမျိုးသားအရေးအကြောင်းကိုပြောရပါညာဆိုပြီးတော့လှမ်းနဲ့ခြေလှမ်းရကြတော့တလွတ်တော်တဲ့ဝင်ထိုင်ဖို့ချောင်းနေတော့ဒီလိုလိုဟိုဘာလဲနောက်ဆုံး ပေါ်ပြလာဖြစ်သွားရင်တရုတ်ဆောင်ပွဲဝင်လို့တော့မလို့လို့အလူမြင်နေရတာပေါ့ဗျာလူတွေကလည်းမိန်းကလေးတွေမှဆိုလည်းမိန်းကလေးလေးရောက်ပေါ့နော်ယောက်ျားလေးတွေမှဆိုလည်းယောက်ျားလေးလေးရောက်ပေါ့ကျွန်တော်တို့အဲအမျိုးသားကြီးတမားကြီးတွေမှလည်းသူမဟုတ်နိုင်ငံအေးပြောတဲ့လူတွေတွေမှလည်းအဲ့လိုမျိုးလေးပေါ့မနိုင်အင်္ဂါတွေမနိုင်ဝင်ထမ်းတာမျိုးတွေဗစက်နဲ့စကလုံးနဲ့မမျှတာမျိုးတွေဟိုလေးကြီးတာလေးကြီးတယ်ပဲပြောရမလားအဲ့လိုပြောနိုင်လို့ပြောရဆိုတော့မှန်တယ်ဗျာဟိုတစ်ဖက်ကနောက်မှဥမာဟိုလို့ ဟိုအာဂျင်တာတောင်းစင်စာရွက်တက်တက်ထားပြီးလဲပြီးလူများလုတ်ပြီးသားဟာတွေကို copy paste ယူပြီးတော့ပြောပြောတာမျိုးဆိုကိုကဒီ federal เจ้าကိုကိုပတ်ဆက်ကြီးနဲ့အဲ့လိုကဲပြောပြီးတော့ federal move တွေကိုဘယ်လိုလုတ်ပလိုက်မှာဘယ်လိုပြင်ပလိုက်ဘာညာဆိုဘယ်လိုဘာညာဒီ federal တို့ဘာတကယ်ဟိုအရေးကြီးအခက်ခဏတွေခုလျှောက်ပြောဒီလျှောက်ပြောပြောနေအောင်အဲ့ဒီအရေးကြီးတဲ့အခက်ခဏအစည်းအဝေးတွေလုတ်တဲ့အချိန်မှာကိုပါလာပြီးတော့အဲ့လို federal move တွေဘာညာတွေဟိုချိန်ဖို့ပြောင်းဖို့ပြုဖို့ပြင်ဖို့ federal move ကဘယ်နှချက်ဘယ်လိုဘာညာတာကအဲ့လိုတွေလုတ်တဲ့လုတ်လို့ရတဲ့အဲ့လို level မျိုးအတွေ့အကြုံမျိုးကိုမှရှိပြီလား လို့ဆွတ်ဆွတ်ပြောသလိုပေါ့ဒီဖက်ထရယ်ကိုဗဇက်နဲ့ဖက်ထရယ်ကြည့်လိုက်ဗျာဟိုဗဇက်နဲ့ပဲအဲ့လိုမျိုးပညာရှင်ဆက်ဆံမျိုးအကိုဆိုရင်ဘလို့ဆွဲပလိုက်မှာဘလို့လုတ်ပလိုက်မှာပြောပြောကြည့်လိုက်ပြောသူများလုတ်ပြီးသားဟာတွေကို copy paste ယူပြီးတော့ပြောတာတော့ပြောတတ်တာပေါ့ဗျာကိုလည်းဒီမှာမင်းလာမျိုးနဲ့ဘူတထောင်ကြီးရွာကိုစစ်တပ်က meeting ရှုနေပြီးစစ်တပ်အရာရှိကြီးများတေဆုံးခဲ့တော့မင်းလာတိုက်ပွဲများကြောင်းမြို့နယ်အတွင်းသို့စစ်ကောင်စီကအလုံးအင်းဖြင့်စစ်ကြောင်းထိုးလာ အကျန်းဖက်စစ်ကောင်စီလက်အောက်ခံတပ်များကမင်းလာမြို့နယ်ဘိုးတထောင်ကြီးရွာကိုစစ်တပ်ကမီးတင်ရှို့နေကြောင်းမင်းလာမြို့နယ်မှာပြည်သူများနဲ့ဒေသတည်ရင်းမြစ်ကရန်ကုန်ခေတ်တည်ရင်းဌာနထံသို့ပြောဆိုသည့်ယနေ့ဇွန်လ23ရက်နေ့နနက်9:00နာရီချိန်မှစတင်၍စစ်ကောင်စီတပ်ကပဲခူးတိုင်းနောက်ပိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ဂန်းကော်ပင်အုပ်စုဘိုးတထောင်ရွာကိုမီးတင်ရှို့နေခြင်းဖြစ်ကြောင်းအဆိုပါကြေးရွာမှာပြည်သူများမှမူထွက်ပြေးတိမ်းရှောင်နေရကြောင်း လက်တလောပြည်သူများဖမ်းဆီးတပြက်ခံရမှုအခြေအနေရှိမရှိမသိရသေးပဲစစ်တပ်ကစစ်ကြောင်းထိုးလာတော့ကြောင်းပြည်သူအများစုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည့်တိုက်ပွဲဖြစ်တာမရှိဘဲနဲ့စစ်ကြောင်းထိုးလာပြီးတော့မိတင်ရှို့လာပါပြည်သူတွေအများစုကထွက်ပြေးတိမ်းရှောင်ကြပေမဲ့ဖမ်းဆီးတပြက်ခံရတဲ့သူရှိမရှိလဲမသိရသေးဘူးဟု မင်းလာမျိုးနဲ့အခြေဆိုင်တည်ရင်မြစ်ကရန်ကုန်ခေတ်တည်ရင်ဌာနထံသို့ပြောဆိုသည်ယမန်နေ့ဇွန်လ22ရက်နေ့ကလည်းစစ်တပ်ကဥတုကင်းပင်အုပ်စုဥတုကျွဲလန်းစုရွာမှနေအိမ်တစ်လုံးနှင့်ညနေပိုင်းတွင်ရွေးကုန်းရွာထိပ်ရှိတရော်ကုန်ကျူးတရားအနီးမှနေအိမ်နှလုံးတို့ကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရသည်အရင်ရက်တွေကတည်းကစစ်ကြောင်းထိုးမဲ့တရင်ကြလို့ဂန်ကုန်ပင်အုပ်စုမှရှိတဲ့ရွာတွေအားလုံးအိမ်ဆောင်လူလောက်ပဲထားပြီး နီးဆက်ရရွာတွေနဲ့မင်းလာမျိုးပေါ်တိမ်းရှောင်နေရတာပါဒီမနေ့မနေ့မှာဘိုးတထောင်ရွာကိုစစ်တပ်ကမီးဝင်ရှို့လို့ရွာမှာကြံနေတဲ့အိမ်ဆောင်တွေလည်းဘေးလွတ်ရပြေးကြရတယ်ဟုဒေတာပြည်သူတအူးကပြောဆိုသည်နောက်ကွယ်မှာစာချရေးပြီးပြောမယ်ပြောတတ်တာပေါ့ဆိုလိုတာဟိုကျွန်တော်တို့ level တွေအနေနဲ့အဲ့လောက်အရေးကြီးတဲ့အခက်ခဏတွေကိုထိုးဖောက်ဝင်ရောက်ပြီးတော့ဘိုးလိုပြောစရာမလိုအပ်သေးဘူးဆိုလိုတဲ့ဘောကိုလေ့လာလိုက်အောင်မနိုင်ဝင်ကားတွေမနိုင်မတည့်တာတွေမစားနဲ့မနိုင်အင်္ဂါတွေ ဟိုလေကြီးလေကြက်တွေအဲ့လိုမျိုးရှောက်ပြောမယ်ဆိုရင်အချင်းချင်းသိနေတဲ့လူအတွက်ကြတော့ကြည့်ရတာကြီးကကွက်ကြတဲ့ဘောင်းမီဝှက်ထားတဲ့လူမျိုးဖြစ်တာပေါ့ဗျာအဲ့အားလေးဟိုပြောချင်တာပေါ့ဒီဒေါက်တာဆလိုင်းကိုကျုံလျန်တို့ဒါဒေါက်တာနေစင်လက်တို့ပေါ့ဗျာဒါဒေါက်တာနေဒေါက်တာနေစင်လက်ဆိုရင်တော့မှဒါဟိုကျွန်တော်တို့အမြင်ဆိုဒါဒေါက်တာဆလိုင်းကိုကျုံလျန်ကဒါတော်တော်ကိုမှသူကဒီနိုင်ငံတကာရောမြန်မာနိုင်ငံအနေနဲ့ရောပါအောင်ညာအောင်ဆိုရင်ဒါတော်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 လေးတွေးကြုံတော်တော်များတယ်လို့ပြောရမယ်များတယ်လို့ပြောရမယ်ဒါဒီဒေါက်တာနေစင်လက်တို့ကတော့ဆိုလို့ရှိရင်လည်းဒါသူတို့ဆိုစူးစမ်းစဲကလာဒါပေမဲ့ အဲ့ဒါတော့မှတကယ်ဒီမြန်မာနိုင်ငံရဲ့တကယ်သုံးသပ်မှုခက်ကောင်းကောင်းဆရာကြီးတွေပြပါဆိုတာသူတို့ပဲရှိတာဆိုလိုတဲ့တဘောကသူတို့ပါဇက်ကနေပြီးတော့ဒါဒီလိုမျိုးထွက်ပေါ်လာမယ်ဆိုလို့ချင်းလို့ရှိရင်အဲဥမာပေါ့ဗျာဟိုလို view ဟာတင်တကဖြူဟာဖွဲ့လို့ပါတို့အဲ့လိုတွေရှိတယ်တကယ်ဆရာကြီးတွေရှိပါတယ်မြန်မာနိုင်ငံမှာလည်းဒါနောက်ကွယ်နေရွက်ပုံးတိတကယ်ဆရာကြီးတွေရှိတယ်အဲ့သူတို့ပညာရှင်တွေကအဲ့လိုပုံစံမျိုးတွေ ဥပမာအဲဒေါက်တာစလိုင်းငွန်ကျုံးလေးကလည်းအဲ့လို debate ပြောတယ်အဲ့လိုရှင်းနေပြီလို့ပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုး debate တွေမှာလည်းတွေ့ဘူးတယ်တကယ်ပြောတာဆိုတာလုံးဝကြက်ကြက်လက်ကြက်နဲ့ပြောတတ်တဲ့ဆရာကြီးတွေပေါ့အဲဒီလိုဆရာကြီးတွေကနေရှေ့ထွက်ပြီးတော့သူတို့ရဲ့နိုင်ငံရေးအတွေ့အကြုံနဲ့သူတို့ရဲ့ပညာရေးချင်းနဲ့သူတို့ရဲ့ဒီဒီဖြတ်တန်းခဲ့မှုတဲ့အတွေ့အကြုံမှာဒီဟိုလိုပြောထိုးဖောက်ခဲ့မှုတဲ့ဒီနိုင်ငံရေးအလှော်ပေါ့အဲ့လိုအနေထားကြီးနဲ့သူတို့ပြောတာကတော့ကြည့်လို့ကောင်းတယ်တဘာဝကြတယ်ပေါ့ဗျာအဲ့လိုကျွန်တော်တို့လိုမျိုးဒီ debate အဆင့်အောင်မရောက်သေးတဲ့ဟိုပါပေါ့ဒီအမျိုးသားရေးဝါသနာပါလို့ပြောပါ냐 နည်းနည်းဥမာထင်ရှားလာမယ်ကျွန်တော်ပြောတာမဟုတ်ပါဘူးလူသိများလာမယ်ထင်ရှားလာမယ်ကြော်ကြလာမယ်အမျိုးသမီးပဲနေနေအမျိုးသားပဲနေနေအဲ့လိုပါဇက်ကပဲမနိုင်ရင်ကအာဟိုဖက်ဒရယ်မူကဘယ်နှချက်ကျွန်တော်ပြောတာမှားတယ်ကျွန်တော်ပြောတာမှားတယ်ဆိုလို့ရှိရင်ပြန်ထောက်ပြကြည့်ပါညာဆိုတာထောက်ပြစရာလည်းမလိုဘူးလေဗျာဖက်ဒရယ်မူဘယ်နှချက်တွေပါညာကြီးကိုပါဇက်ကကိုပြောပြောစရာကိုမလိုမလိုတဲ့ level မှာကိုရှိနေတာဆိုလို့လေတပေါ်ဒီဖက်ဒရယ်မူတွေကိုပဲထိုးဖောက်ပြီးတော့ပါညာအဲ့ဒီဖက်ဒရယ်ဆိုတဲ့ဟာမြင်လုံးအားကြီးလို့တောင်မှအခုနိုင်ငံတော်တောင်ကွာကြာတာအခုချိန်ထိဒီဖက်ဒရယ်ကိုမတွေ့နိုင်သေးဘူးဖြစ်နေတာတိုင်းသားတွေနဲ့အဲ့မှာလုံးလေချာလေတိလေနေတာ အဲ့တော့ပြောချင်တာသူပညာရှင်တွေနဲ့တက်မရော်နဲ့အဲ့လိုနိုင်ငံတကာနဲ့ short video လေးတစ်ပုဒ်တင်လိုက်ဦးမယ်ဗျာဒါနောက်ဆုံးတစ်ပုဒ်ပေါ့နော်အဲဒီနေ့အတွက်ကိုပြောတာပေါ့နော် so တက်မရော်နဲ့ဒီနှိုင်းရှင်လို့တော့မရပါဘူးတက်မရော်နဲ့ဆိုပြီးတော့အဲ့လိုနှိုင်းရှင်ပြပုတ်တစ်ခုလောက်တာကိုကိုမှားနေတာပေါ့နော်အဲအဲ့တော့ဒါပေမဲ့စကလုံးအရာထင်သာမြင်သာရှိအောင်ပေါ့တက်မရော်ရဲ့ဂျင်သုံးပုံဂျင်သုံးနီးနဲ့အဲအခုအကျမ်းမတမာနဲ့အကျမ်းဖက်အဖွဲ့အစည်းဒီမြေအောက်ဟိုပါပေါ့နော်ကုလီကူမာတော်လိုင်းရေးအဖွဲ့အစည်း PDF ကောင်းစင်တက်အဲ့လိုအဖွဲ့အစည်းနဲ့ကွာချားပုံကိုပြောပြမလို့ ကွာစားပုံဆိုတာကျင့်သုံးပုံချင်းဆောင်ထင်းရတဲ့အဲဒီနိုင်ငံတကာစီမင်းစည်းကမ်းအဲဒါမျိုးတွေပေါ့ဥပမာကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတက်မတော်ကိုကျွန်တော်တို့လည်းအဲဒါထောက်ပြခဲ့တာရှိတာပဲအဲဒါဟိုလိုဒါလေးကတော့ဒီလိုလိုအပ်ချက်ရှိတယ်ဟိုလေးကတော့ဟိုလိုလိုအပ်ချက်ရှိတယ်ဒါလေးတော့ပြင်လိုက်ရင်ကောင်းမယ်အဲအဲ့လိုပုံစံမျိုးတွေနဲ့ပြောပြောပြဆိုပြခဲ့တာရှိတာပဲဒါဝေဖန်နေပြောရင်ဝေဖန်ခဲ့တာမျိုးတွေရှိတာပဲအပြုသဘောနဲ့ပေါ့ဗျာအဲ့တော့ဝေဖန်တာပဲလေဒါပေမဲ့တခြားအကြမ်းဖက်မီဒီယာတွေကနေပြီးမတမာတဲ့မလိုမုန်းတာမီဒီယာတွေကနေပြီးတော့ တွေးလို့တို့လုံဆောင်တို့မျိုးအဲ့လိုတမရောနည်းနည်းလေးဝေဖန်လိုက်တာနဲ့ stress ရှိတယ်ပါညာအဲ့လိုမျိုးမဟုတ်ဘူးလေကြည့်ကြည့်လေအခုကျွန်တော်တို့လည်းရက်တည်နေနိုင်တာပဲဆိုလိုတယ်သဘောကျွန်တော်တို့လူမျိုးကြီးလည်းအများကြီးပဲ stress ရှိတယ်ဆိုတာ signal ပြပြီးမှရှိတာပါဒီအဲ့ signal ပြတဲ့ဟာကိုဟိုမကစားရလို့မ break လို့ပြောနေတာအရေးကြီးမကြည့်ရလို့မပါနဲ့လို့ဖြစ်သွားတာဖြစ်စင်နေရဟိုလိုကြီးရုပ်ကြီးဖြစ်သွားတယ်ဆိုတာမရှိဘူးပဋ္ဌာန်းသဘောတရားအရာကျိုးအကျိုးချောင်းကဆက်ဆက်နေတာပဲအညာမညာတဟဇတာရှိကိုရှိတယ်မရှိမဲမနေဘူးအဲထားပါတော့အဲ့လိုမျိုးမှာအခုကျွန်တော်ကဒါ ဟိုဘာပေါ့ရက်ွက်အတွင်းနဲ့ဒီနိုင်ငံတွင်းထဲမှာဥပဒေပေါင်းတွင်းထဲမှာအဖြူရောင်နေမြန်မာနေပြီးတော့ကျွန်တော်ကဒါနိုင်ငံတော်နဲ့တက်မလို့အဲ့လိုထောက်ပြပြောဆိုတာမျိုးတွေကရှိတယ်ဆိုကြပါစို့ဗျဒါမှမဟုတ်ဥပဒေပေါင်းတွင်းထဲမှာနေတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးကဲအဲ့ PDF တွေကြီးစိုးတဲ့နေရာမှာအဲ့ PDF တွေကိုတော့ဒါလေးတော့မှားနေတယ်ဒါလေးတော့လွဲနေတယ်ဥပမာလမ်းတွေဘုံခွဲတာတရားတွေဘုံခွဲတာအဲ့ဒီဖြက်စီးတာတွေလူဘဝတွေကိုဖြက်စီးပစ်တာတွေအသက်တွေတိတ်ဆုံးကုန်တာတွေမလိုဘဲနဲ့ရက်ဆက်တာတွေအဲ့လိုအဲ့လိုအဲ့အရာတွေကိုကျွန်တော်ကဝေဖန်မယ်ထောက်ပြမယ်ဆိုရင်ဆိုလိုတယ်သူတို့ဒီတိုင်းငြင်းနေမယ်ထင်လား အခုလက်ရှိဒီဒီနိုင်ငံတော်အစိုးရလိုအခုလက်ရှိတက်မတော်လိုသူတို့ဒီတိုင်းငြိမ်းနေမထင်လားမှုန်းပြခင်ဗျားတို့ပြည်သူလူထုတွေအနေနဲ့ဟိုအနည်းပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်သေချာစဉ်းစားကြည့်ဖို့ပြောတာပါ PDF တွေအဲ့လိုအကြမ်းဖက်အဖွဲ့အစည်းတွေကျင့်သုံးနေတဲ့ဥပဒေကဘာလဲသူတို့ကမှတကယ် jungle law တကယ် torrent ဥပဒေ torrent ဥပဒေမှာမှအရက်ဆက်ဆုံးအယုံမှဆုံးအောက်တန်းကြဆုံး torrent ဥပဒေနဲ့ဗျာဖွင့်ဖွင့်လင်းလင်းမမိုက်ရိုင်းနဲ့ပြောပြမယ်ဆိုရင်ငကိုတော့ကချက်ွက်တဲမှာမူးယူပြီးတော့ကလေးကချစ်ဥကြမျက်ပေါက် လေပဲဘာမှသုံးစားမရတဲ့ကောင်လူမိုက်လူလူပါလူလူစကားပြောတော်ကီးလေးနည်းနည်းကြွယ်သူသူများသားမရကြခုအဲ့လိုကောင်မျိုးတွေကခစ်ပြတ်တော့ဆရာကြီးတွေတက်ဖြစ်လာ哦ဖြစ်လာပြီးအဲ့လိုကောင်မျိုးတွေကထွက်တဲ့ပါဇက်ကဥပဒေပုံစံမျိုးကျင့်သုံးတာကဲခင်ဗျာလူတယောက်ကိုခင်ဗျားတို့ထောင်ထောင်ဟိုစီးနေကန်းနဲ့ထောင်ချဘာမှလည်းထောင်တခါမှလည်းထောင်မချဘူးထောင်စော်လည်းမရှိဘူးဘယ်ပုံမှလည်းဘလို့တရားစီရင်ပြီးအပြစ်ပေးရမှာမရှိဘူးခင်ဗျားတို့ပါဇက်ကခင်ဗျားတို့အုံတော့ခင်ဗျားတို့အုံတော့ညံတထွားတမိုက်ကနေထွက်ထွက်လာတဲ့ရက်စက်တဲ့ဒီလုံရက်ကခင်ဗျားတို့ရဲ့ဥပဒေဆိုတော့ အဲ့ဒါကြီးကိုပြည်သူလူထုကလည်းသိခံပြီးအားပေးနေတယ်ဆိုတော့အဲ့ဒီရဲ့ပြည်သူလူထုဆိုတဲ့ချက်မပြည့်တဲ့လူတစုကြောင့်ဒီလူတွေရက်တည်နေနိုင်တာအဲ့ဒီချက်မပြည့်တဲ့ပြည်သူလူထုကိုလည်းချက်ပြည့်ပါတော့လို့ပဲပြောချင်တာခမရအခုနိုင်ငံတကာမှာလည်းအထူးသဖြင့်အမေရိကန်မှာလည်းပြည်ထနာပေါင်း16000နဲ့နှိမ့်နေရတာတွေရှိတယ်အစိုးရဆိုတာတရားဝင်နှိမ့်နေငွေနိုင်စင်ရရထားပြီးသားပြောချင်တာအဲ့တော့ကိုကအဲ့လိုမျိုးနှိမ့်နေနေတယ်ဆိုရင်အစိုးရဖြစ်အောင်လုပ် ဆိုလိုတယ်ပေါ့အစိုးရအဖြစ်အောင်လုပ်ဆိုတယ်အဲ့ဒီအစိုးရကိုတိုက်ထုတ်ပြီးတော့ပြိုလဲအောင်အဲ့လိုမျိုးလုပ်လို့မရဘူးလူထုထောက်ခံမှုနဲ့အခြေဆောင်ပြီးမဖြစ်ဖြစ်အောင်အပျော်အပျော်နီးနဲ့လာပြီးတော့အစိုးရအဖြစ်အောင်လုပ်အဲ့အစိုးရအဖြစ်နေနေပေါ့ဗျာဒါပဲပေါ့အဲ့အခုနိုင်ငံကမှ Trump လဲအခုဒီ American အစိုးရလဲဒီလိုပဲနေနေတာဘယ်နိုင်ငံကဝင်ဆက်ဖက်ရဲလဲဒီမိုကရေစီနဲ့မညီပါဘူးလို့ဘယ်ကောင်ကဝင်အာချောင်ရဲလဲအင်အားကြီးတော့ဘယ်ကောင်မှဝင်အာမချောင်ရဲမပြောရဲဘူးလေအင်အားနဲ့မြန်မာနိုင်ငံမှာကျတော့မြန်မာအစိုးရမြန်မာတပ်မတော်နည်းနည်းလှုပ်လိုက်ရင်လှုပ်ပြန်ပြီးလှုပ်လိုက်ရင်လှုပ်ပြန်ပြီးเออมันน่าโหลดาบ่เปียดีเนี่ยเอาโหลจินน่ะบ่ไอ้โหลจินเนี่ยคาจ้ะတော့ไอ้โหลဒီ PDF อยุธยาဟို အနီဆိုလဲအနီထဲမှာမှကျွန်တော်အောက်တန်းကြတဲ့အနီရုပ်တမာတွေကနေပြီးနိုင်ငံတကာနဲ့ပေါင်းပြီးတဲ့ကကြတော့မြန်မာနိုင်ငံကအဲ့လိုအရက်ဆက်ဆုံးစာမတက်ပေးမတက်လူယုံမာတိုက်တဲ့အရက်ဆက်ဆုံးအောက်တန်းကြဆုံးလူယုံမာတိုက်တဲ့ပေါင်းပြီးတော့အဲ့ဒါဟိုဘသူတို့ရဲ့ဥပဒေနဲ့သူတို့အပြစ်ပေးတယ်ပေါ့ဗျာဆိုတော့သူတို့ရဲ့ဥပဒေကဘာတော့နေစားမဟုတ်ဘူးအဲ့ဒါကိုမေးချင်တာခင်ဗျာအခုကျွန်တော်တို့ကခင်ဗျာအခုတက်မတော်ကိုအခုဝေဖန်နေပါတယ်ညာတယ်အာခင်ဗျာနောက်ဆုံးပြခင်ဗျာရေကြီးအိုင်းတို့ပါတို့ခေါ်မယ်အာပြီးတော့ဥဆိုင်ပါလာခေါ်မယ်ပါညာအာနောက်ဆုံးပြအရိုက်ခံအဖုတ်ခံမယ်ကဲနောက်ဆုံးခင်ဗျာအသက်တော်ရှင်သေးတယ်ဗျာခင်ဗျာလည်း နောက်ဆုံးဒါစကားပြောဆိုတတ်လို့ခဝင်ကတိနဲ့အရင်ကြီးမညှိဘူးဆိုရင်ပြန်လွတ်လာအောင်မယ်ဗျာတကယ်နောက်တော့မလုံးနဲ့ဆိုပြီးတော့ခမရတို့ကအဲ့လိုဟာရှိလားအဲ့လို level အဲ့လိုခွင့်လွှတ်မှုရှိလားဘာလို့ခမရတို့ကကြက်မပြည့်တဲ့လူတစုနဲ့ဖွဲ့စည်းတာငကိုရဲမှာခမရကြက်မပြည့်တာမူယူတောက်စားပြီးလဲပြီးတော့လူများသားများကြာကိုနေတဲ့အတွေးလောက်ရှိတဲ့ကောင်တွေကခမရကလည်းဟိုနေရာတက်ရလာတဲ့အခါကျတော့ ်အတွေးထဲမှာခင်ဗျာတစ်ချက်လို့ဟိုကလေးအတွေးချက်ပပြေးတဲ့ခွေးအတွေးလေးခွေးအတွေးတွေပေါ်လာပြီလေတိရစ္ဆာန်အတွေးတွေပေါ်လာပြီးတော့တိရစ္ဆာန်လို့သူကကျင်းသုံးလိုက်ဆိုပြီးတော့အဲ့ဒါကိုနောက်ကဟိုညောင်ညောင်ညောင်ကြွားနဲ့ဟိုလက်နဲ့ကင်ထားတဲ့ကောင်လေးတွေကနေစရာမရှိစားစရာမရှိလို့ကပ္ပရပါနဲ့အဲ့လိုမျိုးလိုက်လိုက်ပြီးလဲပြီးတော့အဲ့လိုဘယ်နေရာကိုသွားတမန်တိုက်ဘယ်နေရာကိုသွားပြီးလူရဲ့အဲ့အဲ့နေရာမှာပြောမှုနေတယ်အဲ့အဲ့လိုအဲ့လိုလူတွေတိုက်ကထုတ်တဲ့ဥပဒေကိုကျွန်တော်တို့ကလိုက်နာမှာလားလိုက်နာမှာလားဆိုတာလေသူတို့ကအဲ့လိုကျင်းသုံးနေတာ ခမရလေနိုင်ငံတကာနဲ့ချိန်ကြည့်လိုက်လို့အချောင်းပြချက်တွေသူတို့ရှားနေတာအအစိုးရကဒီလိုနှိမ်နှင်းလို့လူငယ်တွေဒီလိုနှိမ်နှင်းလို့လူငယ်တွေကဒီလိုပုံစံမျိုးတော်တဲ့ဝင်စကလုံးတွေလှလာတွေပြောပြီးတော့တကယ်တမ်းအဲ့တော်တဲ့မှာဥဆောင်တဲ့မျိုးဥဥဆောင်တဲ့နေရာစားကြမရှိတဲ့ကောင်တွေကဥဆောင်ပြီးတော့သူတို့ကအဲ့ဒီလိုမျိုးတော်တွင်ဥပဒေအရက်ဆက်ဆုံးဥပဒေပါဇက်ကနေပြီးတော့ဟိုအတွေ့ထဲမှာဟိုပေါ့လူပဲစားအတွေ့တွေစိတ်ကူးတွေပေါ်လာပေါ်လာတဲ့ဟာကိုလိုက်အကောင့်တွေပေါ်အလူတွေကလည်းအဲ့လိုတောက်စားမှုရပြီးတော့စိတ်ရိုင်းတွေဝင်ဝင်နဲ့စိတ်ရိုင်းတွေနဲ့အဲ့လိုမျိုးတော်တွင်အယုဒ္ဓမာဥပဒေတွေနဲ့ကျင့်သုံးနေတဲ့ဟာကို ဘယ်ပုံမှန်နဲ့လူတယောက်ကိုခင်ဗျားတို့ကဘယ်ပုံမှန်နဲ့အရေးယူတာတော့လူတယောက်ကိုခင်ဗျားတို့ကဘယ်ပုံမှန်နဲ့ဥပဒေနဲ့ဆုံးမတာတော့ဘာမှလဲထောက် ဆိုလိုတဲ့သဘောကခင်ဗျားတို့အစိုးရဥပဒေနဲ့အညီနှိမ်နှင်းတော့ဒီနိုင်ငံတကာရဲ့အဲဒါဟိုလိုကျင့်ကျင့်ထုံးနေတဲ့ရာဇဝတ်ကျင့်ထုံးနေတဲ့အထီကရုံးနှိမ်နှင်းကျင့်ထုံးဥပဒေနဲ့နှိမ်နှင်းတော့ခင်ဗျားတို့ကအစိုးရမမိုက်ပါဘူးဆိုပြီးတော့ထပြီးတော့တော်လန်နေလို့ဘာလို့ညာအမှန်မှန်တော့အကျိုးစီးပွားအိုတော်နိုင်ရေးတခုပေါ့ဗျာအကျိုးစီးပွားလူချင်းတဲ့လူတစုအမြောက်တိုးပင်ကုန်တဲ့နောက်ကိုကနေတွေးထုတ်ပြီးတော့ပြည်သူလူထုတွေကကြမ်းမပြည့်မပြည့်တဲ့လူလူတစုတွေလူငယ်တွေကိုဆွဲခေါ်ပြီးလည်းပြီးတော့လမ်းမရအောင်တွန့်ပို့ပြီးလည်းပြီးတော့အရက်ဆက်ဆုံးလမ်းကိုပို့တာတော်လန်ခိုင်းတာနိုင်ငံကိုလုံးဝပျက်စီးအောင်မီလောက်လိုက်သွင်းတာအဲ့ဒါကိုဟိုအဲ့ထဲမှာမှအနက်ပါရှိတဲ့ဟိုလူကချက်တော့မပြည့်ဘူးဒါမှမဟုတ်အနက်ပါရှိတဲ့ ဟိုယူတလို့ပေါ်တလို့နဲ့အချောင်းနေအချောင်းစားအဲဟိုပါပေါ့ခစ်ပြတုံစီးပွားရှာခြင်းနဲ့ကောင်တွေကအဲတကယ်ဟိုလိုနိုင်ငံတော်ကြီးကိုချစ်တလို့ပါလို့ညာလို့နဲ့အဲ့ဒီတဲမှာဝင်ပြီးတော့စီးပွားရှာကိုကိုရိုင်းကငကုန်းတော့ထမင်းအောင်နဲ့မမန်းလူများများကြာကိုဟိုပါပေါ့လူများသားသမီးပြမနေရပေါ့အခုကြလက်ကြအောင်ဘီးမှာဆော်လိုခြင်းဆော်ရမယ်အဲငွေလိုခြင်းငွေရမယ်အဲ့လိုမျိုးလိုခြင်းတများတိုင်းအဲပြရကစက်ကြီးကအဲချမ်းသာတတိဖြစ်အဲအိုက်မာမဟိုလိုစော်ချောချောလေးအလန်းလေးခေါ်ကြိတ်လိုက်အဲဒါမျိုးပုံစံနဲ့ဟိုလိုတာယာနေတဲ့ကောင်တွေကကျတော့သူတို့ရက်တီချက်အတွက်ကိုဘေကောင်ကိုခေါ်ပြီးတော့ဘေကောင်ကတော့အချုံးပြေဘူးဘေကောင်ကိုခေါ်တုတ်တင်လိုက် အဲဘဲကောင်ကိုခုံဆုံးမလိုက်ဘဲကောင်ကိုဆုံးမလိုက်ဆိုတာလဲ short လိုက်တာဆိုတော့အဲ့ဒီလိုမျိုးဟိုအကျင့်နေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုကျွန်တော်တို့ကယုံမှမယ်အဲ့တော့ယုံနေတဲ့ပြည်သူလူထုကိုလည်းကျွန်တော်တို့ကအံ့ဩတယ်ဗျခင်ဗျားတို့ဒီထမင်းစားနေတာရောထမင်းစားနေပြီလို့ဗျာဒီလိုမျိုးတော်ရွေဥပဒေနဲ့ကျင့်သုံးနေတဲ့ဥပဒေမရှိတဲ့ဥပဒေဆိုတာနားမလည်တဲ့ကောင်တွေကိုခင်ဗျားတို့အားပေးနေတာကိုကျွန်တော်တို့ကလမ်းတွေဖောက်တရားလမ်းတွေဖြစ်စီတရားတွေမိုက်အဲ့လိုပုံစံမျိုးပါရှင့်ဂျွန်လ21ရက်နေ့ဖြစ်ပါတယ်ကြောက်ဖြူတဲ့ရင်လေးရပြီတိလားကြောက်ဖြူတဲ့ရင်လေးရပြီဆိုတော့ နည်းတော့ပြောမယ်ကြောက်ဖြူမျိုးနဲ့ပြိုင်စီကိရွာနီးမှာအေအေအကျန်းဖက်သမားများကအေအေအကျန်းဖက်သမားများမဟုတ်တက်မတော်ကအေအေအကျန်းဖက်တီးကို drop ဘုံနေအမြောက်တီးနဲ့တိုက်ခိုက်ချိန်မုံကတိုက်ခိုက်ချိန်မုံကအလူးလဲခံနေရတယ်တဲ့ကြောက်ဖြူကတော့အေအေရဲ့တင်းညိုင်းမဲ့ဖြစ်နေပြီတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမှာမဖြစ်တယ်ညာဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တယ်လက်နဲ့ချတယ်ပေါ့လူဝင်ရ100ရေ90လောက်လက်နဲ့ချတယ်ပေါ့100လောက်ကြတယ်ဒီပုံနေနဲ့ တင်တာမြင်ကြတယ်မလားအဲ့ဒါစိုက်ဝါးတွေဖြစ်ပါတယ်ဗမော်ကို KI ရအဲ့ဒီနည်းတွေနဲ့ပဲတုံးခဲတာတိုင်စိတ်ကိတ်ဆိုတာလေအခုချိန်မှာမိုးရင်းဆိုတော့ဘွက်တင်နဲ့ရေတွေအပြည့်ပါအခုသူတို့ရဲ့ပုံထဲမှာတင်ထားတာကဆောင်းရင်းတုံးကအများဦးဖက်ကပုံဟောင်းနေနဲ့တွဲပြီးတင်ထားတာပဲဖြစ်ပါတယ်စစ်ကူမပုတ်နိုင်ဘူးလို့လေးကျဲမနေနဲ့တက်မလို့မှာလေးတက်ရှိတယ်နော်အဲရေတက်လည်းရှိသေးတယ် ဘိုးမ channel က AOR ဘိုးမ channel ရတာအောင်မရေတဲ့တိုက်ရင်နေတိုက်တိုက်ရေရင်နေအတိရှိနေတယ်လို့တင်ထားခဲ့တယ်